အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ဂျွန်လာ12ရက်နေ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လိုင်းညချမ်းပါလို့နှုတ်ခွန်းဆက်သားပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ညရဲ့ထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယဝတီမြို့ဘူဒါယုံတရားစက်နဲ့ဒီစားကုန်းဂိတ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်မှုမှာတော့ဆက်ရှုံးကောင်စီတပ်ဘက်က၄ဦးသေဆုံးပြီးတော့ကားနှစ်စီးကိုတော့တော်လိုင်းတပ်ဖွဲ့တွေကဒိန်းစီနိုင်ခဲ့ပါတယ်ခင်ဗျာ ။စစ်ရုံးကောင်စီကမတရားပုံမှားတွေနဲ့ထောင်ဒဏ်84နှစ်ချမှတ်တာကိုခံထားရတဲ့မုံရသပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုဥပိုလ်ထောင်ကိုပြောင်းရွှေ့လိုက်ပြီလို့သိရပါဗါး။ကိုဝင်မိုးနိုင်ကျမကြီးကောင်းမွန်တယ်လို့လည်းဆိုပါတယ်အဲ့တော့ကျွန်တော်တို့ကချစ်စနိုးနဲ့ပန်တာလို့ခေါ်ကြတဲ့ကိုဝင်မိုးနိုင်ရဲ့သတင်းကိုပြန်ပြီးတော့ကြားရတာပါဒီသတင်းပြည်စုံကိုလည်းဒီညမှာနားဆင်ရမှာပါပခုတ်ကူမြို့တီဟိုမှာဒီဖျားပွဲဈေးကိုလာရောက်တဲ့လူငယ်30ကျော်ကိုစစ်ရှုံးကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတော့ ်မိသားစုဝင်တွေကရဲစခန်းမှာတွားရောက်ပြီးတော့စုံစမ်းပေမဲ့ပြန်လွတ်ခံရတယ်လို့သိရပါဗျ။အဲတော့ဒီဟိုရှင်ဖျားပွဲဈေးကိုတွားကြတယ်လူငယ်တွေအဲတော့ဒီကာလမှာတော့အပျော်ပါးတွေကိုမတ်ကြမယ်ဆိုရင်တော့စစ်ရှုံးကောင်စီရဲ့အကြိုက်ပါပဲ။အဲတော့သူတို့ကတော့လူငယ်တွေကိုစုလို့ရအောင်နီလန်ပေါင်းစုံနဲ့လူငယ်တွေကြိုက်နှစ်တက်တဲ့ပုံစံတွေဖန်တီးပြီးတော့ပေါ်တာဆွဲဖမ်းဆီးတာတွေကိုတောက်လျှောက်လုပ်နေအောင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ကလစဉ်အပတ်စဉ်စစ်မှုထမ်းတင်တန်းတွေအတွက်လူလူနေတဲ့အတွက်ဒါတွေကို ဖန်တီးနေကြတာပါလို့လူငယ်တွေသတိထားကြဖို့အထူးပဲလိုအပ်ပါတယ်။တရားဝရီထောင်မှာနိုင်ငံရေးကျင်းသားဥကျော်စိုးစေဝါဆောင်ရှောက်မှုလုံလုံလောက်လောက်မရရှိတဲ့အတွက်ကွယ်လွန်သွားတယ်လို့သိရပါတယ်။ဒဲကုံမြို့နယ်မှာတော့ပြူစောတီအေးကျော်မြင့်ကိုတော်လိုင်းတက်ကဖမ်းဆီးတဲ့အချိန်မှာတနက်ကိုလူယူပြီးတော့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာကနေတည်ဆုံသွားတယ်လို့သိရပါတယ်ခင်ဗျာ။ဒါကတော့ဒီကနေ့ညခင်းမှာနားဆင်ရပြီးသတင်းတွေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းဖြူးမြို့နယ် ရန်ကုန်မန္တလေးလမ်းကြောင်းပေါ်မှာရှိတဲ့ဇယဝရီမြို့ဘူဒါယိုတကြားဆက်နဲ့စားကုန်းဂိတ်မှာတက်ဆွဲထားတဲ့အကြမ်းမဆစ်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်ရမှာဆစ်ရှုံးကောင်စီတပ်ဘက်က၄ဦးသေဆုံးပြီးတော့ကားနှစ်စီးကိုတင်းစီရရှိကြောင်းဖြူးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပါကဖတော်လိုင်းရင်တရင်မြင်ကပြောဆိုပါတယ်။အဲကျွန်တော်၁၀ရက်နေ့၉နိုင်၄၅မိနစ်ချိန်လောက်မှာဘကိုးတိုင်းတောင်ကူခရိုင်ဖြူးမြို့နယ်ရန်ကုန်မန္တလေးလမ်းကြောင်းပေါ်မှာရှိတဲ့ဇယဝရီမြို့ဒီဘူဒါယုံနဲ့ဇယဝရီမြို့အရှိတ်ဘက်တကြားဆက်မှာ ကင်းမုံချထားတဲ့ဆက်ရှုံးကောင်စီတပ်သားတွေကိုဖြူးမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။အဲ့တော့အလားတူပဲဇီယော်ရီမြို့ဒီတောင်ဘက်မှာရှိတဲ့ဆက်ရှုံးကောင်စီတပ်ဆွဲထားတဲ့စားကွန်ဂိတ်ကိုဖြူးမြို့နယ်ပကဖဒရုန်းဖွဲ့ကဒရုန်းနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့ရမှာစစ်သား၄ဦးသေဆုံးပြီးတော့၂ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။ ဲ့တော့ဇယဝတီမြို့ဘူရာယုံနဲ့တကြားဆက်မှာရှိတဲ့စစ်ရှုံးကောင်စီတပ်ကိုဖြူးမြွနယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့ကဝန်ရောက်ပစ်ခတ်ချိန်မှာစစ်ရှုံးကောင်စီတပ်သားတွေထွက်ပြေးသွားတဲ့အတွက်သူတို့စီးနင်းလာတဲ့အင်စီကားနှစ်စီးကိုဖြူးမြွနယ်ပါကဖအဖွဲ့ကသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့တော့ကားတွေပါရရှိခဲ့တဲ့ချင်းနေပါဖြူးမြွနယ်ဇယဝတီမြို့ပေါ်မှာရှိတဲ့ဘူရာယုံနဲ့တကြားဆက်မှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေဟာအကြမ်းဖက်ဒီတပ်သားတစ်စုဆောင်တာတွေပြည်သူလူထုထံကနေငွေကြေးတွေကိုမတရားတောင်းယူတာတွေကိုပြုလုပ်နေကြောင်းစစ်ကြောကောင်စီတပ်က အကြပ်ဖက်လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့နဲ့အကြပ်ဖက်အင်အားစုဆောင်းရမှာအသုံးပြုဖို့အင်စည်းကားတွေကိုဒီအသွင်ပြောင်းထားတဲ့ဒေယဝတီတရားဆက်ယုံကဆက်ယုံမှုဒုဆက်ယုံမှုတွေကကူညီပေးထားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဒါကတော့အကြပ်ဖက်စစ်ရှုံးကောင်စီတပ်သားတွေကိုနှိမ်နှင်းပြီးအဲကားတွေပါရရှိလိုက်တဲ့သတင်းဖြစ်စဉ်မှာနောက်တဲ့သတင်းကတော့ကိုပနာကြီးရဲ့သတင်းပါကိုဝေမိုးနိုင်ရဲ့သတင်းကြောင်းရာကိုကျွန်တော်တို့အသေးစိတ်ကြည့်အောင်ပါစကိုင်းတိုင်းမုံရွာမြို့ကတပိကောင်းဆောင်ကိုဝေမိုးနိုင်ကို မုံရွာချင်းထောင်ကနေမန္တလေးဥပိုထောင်ကိုပြောင်းရွှေ့လိုက်ပြီးတော့ဒီထောင်ပြောင်းနိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်မှုတွေရှိနေတဲ့အတွက်စောင့်ကြည့်ပေးကြဖို့နိုင်ငံရေးအကျဉ်းသားဟောင်းအတိုင်းပိုင်းကတိုက်တွန်းပြောဆိုထားတာကိုတွေ့ရပါတယ်။မုံရွာထောင်ကနေဒီကနေ့မနက်ပိုင်းကပြောင်းသွားတယ်လို့သိရတယ်။နေ့လေကင်းအစောပိုင်းလောက်ကတော့မန္တလေးဥပိုထောင်ကိုရောက်နေပြီလို့သိရပါတယ်ဗျ။အကျဉ်းထောင်တွေအာရာပိုင်းတွေဆိုတာကအသိဝင်လာတဲ့အကျဉ်းသားတွေဆိုလို့ရှိရင်ဖိနှိပ်ရက်ဆက်ခြင်းတဲ့အတွက်ပြည်သူတွေအနေနဲ့အမြင့်မပြတ်စောင့်ကြည့်ပြီးတော့ မတရားမှုတွေကိုဖော်ထုတ်ပြီးတော့အတန်ထွက်ပေးကြဖို့တောင်းဆိုလိုပါတယ်ဆိုပြီးမုံရွာလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင် ဖြစ်တဲ့စီးပွားရေးတက္ကသိုလ်ចောင်းသားများတမကဥက္ကဋ္ဌကိုရှင်းတန်ကပြောပါတယ်ခင်ဗျာ2021ခုနှစ်ဖေဖော်ဝါရီတရက်နေ့အာနာသိမ့်ပြီးတဲ့နောက်ဒီလူလူဆန္ဒပြပွဲတွေမှာပန်တာလို့ခေါ်ကြတဲ့ကိုဝေမိုးနိုင်ဟာမုံရွာတပိတ်ခေါင်းဆောင်ဖြစ်နေပါဝင်ခဲ့ပြီးစစ်ရှုံးကောင်စီကပုံမှန်905က6မှုပုံမှန်25ရာသီကြီးပုံမှန်148 ပုံမှန်395ပုံမှန်390ပုံမှန်323ပုံမှန်122ပုံမှန်300နှစ်နဲ့တရားစွဲဆိုပြီးတော့မုံရွာချင်းတော်တွင်မှာတရားရုံးကနေ1084နှစ်ထိချမှတ်ထားတာလည်းဖြစ်ပါတယ်အဲ့တော့ကိုဝေမိုးနိုင်ဟာ2021ခုနှစ်ဧပြီလ15ရက်နေ့မှာဒီမုံရွာလူလူတပိတ်တိုက်ပွဲဥဆောင်ကုမ္ပဏီကမုံရွာမြို့ပေါ်မှာတပိတ်ပြုလုပ်နေတဲ့ချိန်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကကားနဲ့တိုက်ပြီးတော့ဖမ်းဆီးခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာတွေနဲ့ဖမ်းဆီးခံရတာဖြစ်ပြီးအခုခါမှာတော့ကျမ်းမာရေးကောင်းမွန်တယ်လို့သိရှိရပါတယ်ခင်ဗျာ အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုဝေမွတ်နိုင်ကျမ်းမာရေးကောင်းမွန်နေဆိုတဲ့တဲ့အစနာကြားရတာအခုလိုမျိုးတဲ့ကြားရတာပြီးသူလူတို့လည်းဝန်တာအားရရှိကြမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့မနေ့ကပြောခဲ့သလိုအမေတော်ဆန်းစုကြည်အပါဝင်နိုင်ငံရေးကျင်းသားအားလုံးအမြတ်ဆုံးလူမြောက်နိုင်ဖို့ဆိုရင်တော့နီလန်တခုပဲရှိပါတယ်စရှုံးကောင်စီကအနိုင်တိုက်ပြီးတော့လူလူအောင်ပွဲရတဲ့အချိန်မှသာမေစုပါဝင်နိုင်ငံရေးကျင်းသူကျင်းသားအားလုံးလူမြောက်နိုင်မယ်ဆိုတာ ီတလန်းကတော့တည်တည်ချာချာကျွန်တော်တို့အတိမြင်ထားရတဲ့လမ်းဖြစ်ပါတယ်။ကျန်တဲ့မျောလင်းချက်တော့ကျွန်တော်တို့မှာထားရှိလို့မရပါဘူး။ဒါကြောင့်မလို့အာတုံခွန်ဆိုင်ကျွန်တော်တို့ရုန်းကန်နေကြရတာဖြစ်ပါတယ်။အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းပခုတ်ကူမြို့မှာရှိတဲ့တီဟိုရှင်ဖျားပွဲသေးကိုလာရောက်တဲ့လူငယ်30ကျော်ကိုအချမ်းမတ်စစ်ရှုံးကောင်စီတပ်ကပေါ်တာဆွဲဖမ်းသိသွားပြီးမိသားစုဝင်တွေကရဲစခန်းမှာတွားရောက်စုံစမ်းပေမဲ့ပြန်လို့ခံရတယ်လို့3 star မြိုင် ဒီပခုတ်ကူအတွင်းမှာရှိတဲ့မြေပြင်သတင်းတွေကိုအဲထုတ်ဖော်ပြောဆိုလေးရှိတဲ့ဒီ3 star မြိုင်ဆိုတဲ့အဖွဲ့ကနေပြီးတော့တာဝန်ရှိသူတယောက်ကပြောပါတယ်ဂျွန်လာရှိရနေ့ညဒီ9ညနေ9နာရီချိန်လောက်မှာတီယိုရှင်ဖျားပွဲဆေးကိုလာရောက်တဲ့လူငယ်30ကျော်ကိုအကြမ်းဖက်ဆက်ရှုံးကော်စီတပ်သားတွေကလိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့တာကြောင့်ရုံးရင်ဆန်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။အဲ့တော့ဖမ်းဆီးမှုတွေဖြစ်ပွားပြီးတဲ့နောက်မှာလူငယ်တွေရဲ့မိသားစုဝင်တွေကရဲစခန်းကိုတွားရောက်စုံစမ်းမှုတွေလုပ်ခဲ့ပေမဲ့ အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်သားတွေကဆဲဆိုချိန်ပေါင်းပြီးတော့ပြန်လုခဲ့တယ်လို့သိရပါတယ်အဲ့တော့ပခုတ်ကူဒီယိုရှင်ဖျားပွဲသေးကိုလာတဲ့လူငယ်30ကျော်ကိုမက်စလာ၈ရက်နေ့ညနေ9နာရီလောက်ကစပြီးအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်သားတွေကပိတ်ဆို့ဖမ်းဆီးသွားတာပါရုံရင်းစံကတ်တွေလည်းဖြစ်သွားခဲ့တယ်လူငယ်တွေရဲ့မိသားစုဝင်တွေကပေါ်တာဆွဲခံရတာအတိအကျင်းချင်းပဲရဲစခန်းကိုသွားရောက်ပြီးတော့စုံစမ်းတာမှာပြန်လွတ်ခံရတယ်ဆိုပြီး3 star မြိုင်အဖွဲ့ကတာဝန်ရှိသူတူဦးကခြေနေသေးစိတ်ကိုအခုလိုမျိုးရှင်းပြပါပါတယ်ခင်ဗျာ ဲ့တော့ဒီနောက်ထပ်အဲ့ဒီနေ့မှာပဲညနေ6နာရီလောက်ကလည်းပဲခုတ်ကူမြို့ဗိုလ်ချုပ်လမ်းစုံမှာဆိုင်ငယ်တမားစီးလာတဲ့ဒီဆိုင်ငယ်စီးလာတဲ့လူငယ်တအူးကိုလည်းချမ်းပတ်ဆရှုံးကောင်စီတပ်သားတွေကဝိုင်းဝန်းရိုက်နှက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်ပေါ်ရဆဖန်တီထားတဲ့လူငယ်တွေကိုပခုတ်ကူတက်မတရတက်ကတဆင့်အခြားမျိုးတွေကိုပို့ဆောင်ဖို့ပြင်ဆင်နေကြောင်းတက်တွင်းသတင်းရင်းမြစ်ကပြောဆိုတာကိုလည်းသိရှိရပါတယ်ခင်ဗျာအဲ့တော့ဒီရက်တွင်းမှာတော့ပြည်သူတွေအထူးသဖြင့်လူငယ်တွေဂရုစိုက်ဖို့လိုပါတယ် စစ်မှုရန်တင်တဲ့အပတ်စဉ်တစ်ခုပြီးသွားတိုင်းနောက်ထပ်အပတ်စဉ်တစ်ခုလူပြစ်မိဖို့ကိုစစ်ရှုံးကောင်စီရဲ့အထက်ပိုင်းအရာရှိတွေကဖိအားပေးတဲ့အတွက်အောက်ခြေမှာမျိုးမျိုးလူအဝယ်ရောင်းလို့တလို့တွေ့သမျှမြင်သမျှလူငယ်တွေကိုလည်းနီးလန်းမျိုးစုံနဲ့ဂွင်းစင်ပြီးတော့ဖမ်းဆီးလူတစ်စုဆောင်းနေကြတာကိုမြဝါထန်နဲ့ကျွန်တော်တို့တွေ့မြင်ရတာပါဒါကြောင့်မို့လို့မိဘတွေကိုလူငယ်လူရွယ်တွေကိုအထူးဂရုပြုကြဖို့လိုအပ်ပါတယ်ခင်ဗျာ တော့နောက်ထပ်သတင်းကတော့ပဲခူးတိုင်းတာယာရီကျင်းထောင်တွင်မှာထောင်ဒဏ်10နှစ်ချမှတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားဦးကျော်စုခေါ်ဦးစော်နှစ်ဟာထောင်တွင်းစေဝါဆောင်ရှောက်မှုလုံလုံလောက်လောက်မရရှိတဲ့အတွက်နှလုံးရောဂါသွေးရောဂါအဲ့ဒီဝေဒနာတွေကြောင့်ကွယ်လွန်ခဲ့ရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေသိရပါပါတယ်ခင်ဗျာမေလ23ရက်နေ့နိုင်ငံရေးအကျဉ်းသားဦးကျော်စုခေါ်ဦးစော်နှစ်ဟာထောင်တွင်းစေဝါဆောင်ရှောက်မှုလုံလုံလောက်လောက်မရရှိတဲ့အတွက်ကြာဆုံးခဲ့ရကြောင်း ။ဦးကျော်စိုးဟာ2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာလက်ကူးမြို့နယ်လက်ကူးမြို့မှာရဲစခန်းမှာအကြမ်းဖက်မှုတပ်ဖြတ်ရေးဥပဒေပုံမှန်50ဇဇမြင့်စွဲနဲ့ဖမ်းဆီးခံရပြီးထောင်ဒဏ်10နှစ်ချမှတ်ခံရသူဖြစ်ကြောင်း PPNM ထံကနေသိရပါတယ်ခင်ဗျာ။အဲမြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းတော်တွေထဲမှာစေဝါဆောင်ရှောက်မှုလုံလုံလောက်လောက်မပေးနိုင်တာကြောင့်နိုင်ငံတွေပါဝင်အကျဉ်းချခံရသူတွေဟာယောဂဖြစ်ပွားတာတွေစေကုသခွင့်ဆုံးရှုံးပြီးတော့ယောဂအခန်းတွေပို့ပြီးတော့ဆိုးရလာတာတွေတည်ဆုံးတဲ့အခြေအနေမဟုတ်ဘဲနဲ့ အသက်ပေးရတဲ့အထိဖြစ်ရတဲ့အခြေအနေတွေဖြစ်ပွားနေကြောင်းသိရှိရပါတယ်။အကျဉ်းအောင်တွင်မှာစေဝါဆောင်ရှောက်မှုမလုံလောက်တဲ့အတွက်တည်ဆုံးခဲ့ရသူတွေဟာဇွန်လ၁ရက်နေ့အထိကို၁၀%အထိရှိခဲ့ပြီးဖြစ်ကြောင်း PPNM ကထုတ်ပြန်ချက်တွေအရသိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းကတော့ဘုကိုးတိုင်းကသတင်းမှာပဲဘုကိုးတိုင်းတဲကုံမြို့နယ်တက်ရွာမှာနေထိုင်တဲ့ပြူစောတီအေးကျော်မြင့်ကိုဖမ်းဆီးတဲ့တနက်လူယူပြီးတော့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာတည်ဆုံးကြောင်း ပေါကောင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တာဝန်ရှိသူတဦးကပြောပြပါတယ်ခင်ဗျာမေလ၁၈ရက်နေ့မှာပေါကောင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကတဲကုန်းမြို့နယ်တက်ရွာမှာနေထိုင်တဲ့ပြစောတီအေးကျော်မြင့်ကိုတဲကုန်းမြို့နယ်တက်ရွာရွာထိပ်လန်းတက်နေရာမှာအရှင်ဖမ်းဆီးရမိခဲ့တာလို့သိရပါတယ် အဲ့တော့ဖမ်းဆီးပြီးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့တွေကပြူစောတီအေကျော်မြင့်ကိုစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ရမှာဒဲကုံမြို့နယ်အင်းမမြို့မှာရှိတဲ့တပ်မ66ရဲ့ပြူစောတီအပတ်စဉ်1တင်နန်းကို2024ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတက်ရောက်ခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့လည်းသိရပါတယ်။အဲအေကျော်မြင့်ကဒဲကုံမြို့ဒီရွှေကျိုးပင်ရွာဂိတ်မှာတရက်လောက်ခ6800ကျပ်နဲ့ဂိတ်ဆောင်တာဝန်ထမ်းဆောင်ခဲ့ကြောင်းဒိုင်နမိုအင်ဂျင်နီယာဝယ်ယူသူအဖြစ်နဲ့အသွင်ယူပြီး PDF တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှူရှားမှုနဲ့သတင်းအချက်အလက်တွေကိုစုံစမ်းပြီးအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကိုသတင်းပေးပို့ခဲ့တယ်လို့ထွက်ဆိုခဲ့တယ်လို့လည်းသိရပါတယ်။အေကျော်မင်းရဲ့လက်ကင်ဖုံးအတွင်းမှာလည်းစစ်တင်တန်းတွေကိုတက်ကြွစွာတက်ရောက်ခဲ့တဲ့အထောက်အထားတွေကိုတွေ့ရှိခဲ့ကြောင်းပကောက်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။အဲ့တော့မေလ24ရက်နေ့မွန်းလွဲတနာရီခွဲခန့်အချိန်မှာတော့ပြစောဒီအေကျော်မင်းကိုဒေါ်လာရဲဘော်တွေကစစ်စင်းမှုတွေထပ်မံပြုလုပ်နေတဲ့အချိန်လက်နက်ငယ်တစ်လက်ကိုလူယူထွက်ပြေးပြီးရဲဘော်တွေကိုပြန်လည်ပစ်ခတ်ခဲ့ကြောင်းအဲ့ဒီအတွက်ကြောင့်မလို့လိုက်လံ ပြစ်ခတ်ဖမ်းဆီးရမှာတည်ဆုံးခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဒီကနေ့ညပိုင်းမှာထူးထူးခြားခြားတွေ့မြင်ရတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားရင်းနဲ့အတူစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်စိုးလက်အောက်ကနေအများဆုံးလွမြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ် တော်မိသားတော်ဆက်ခင်နေရခြင်းနဲ့လောလောဆယ်ရင်အတွင်းမှာမိသားဒီဒီမူများနေတဲ့ဖက်ပြီးကိန်းဆောင်တာမျိုးတော်တတိဖက်ပြီးတာလေလူကြီးလူဝေးတို့ချင်းများမကြည့်လို့ကြဘူးတိုက်တယ်လို့ဟောပါလေခင်ဗျာမိရေရေခြင်းနဲ့မိသားတော်ဆက်ခင်နေရခြင်းအတွင်းမှာကိုယ်ကိုခင်ဗျာကိုယ်ခင်ဗျာတင်လာတာမခံပေးကြဘူးမိသားရခင်ဟောပါလေခင်ဗျာကိုယ့်ဘေးမိသားတော်ဆက် ဥစ္စာဖုံးနာရေရေကြောင်းတက်ဆက်ထားရဲ့လေရနာကိုတော့မင်းလာချင်းကြည့်ရှင်ချင်းများမပြီးလို့ဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာဒါပေမဲ့ဘုရားဒီဒီဒီများနေမဲ့မိမိရဲ့အိမ်ကြီးထဲမှာဘုန်းကြီးကြီးနဲ့ဘုန်းကြီးနဲ့မဖြစ်မလို့ဒီထားကြလို့ရပါတယ်အိမ်ထဲအိမ်ပိုင်းမှာဘုန်းကြီးကြီးနဲ့ခရုကြီးတွေသူပေးထားကြတယ်အခုလိုပြုလို့ရပါတယ်ခင်ဗျာဒါကြောင့်မလို့မိမိရဲ့အိမ်ကြီးထဲမှာ လေရဲမာတာဝေနိုင်အတွက်ဘုန်းတော်ကြီးနဲ့ကျွန်တော်ကြီးများမခုမနေစတဲ့ပြုပေးထားကြဘူးတိုက်ပေါ်လို့တော့အပါခင်ဗျာအခုတော့ 나게되시세계사아두미조사게쳐미페리디랑수르트아까트위베세미가위고지텐여쳐미사나구니베마타우라렌트위니예인트위타비비따티데사니옌두아나주냐체모미케미옌티냐네스웨케티니ယုံကြည်သည်

ကြော်မီဖယ်ရပြီတော့စုအတွက်အသက်သွေးပေးစမီတာဝီကိုစီတန်ရွေးကြမီစာရာကူကြီးပေးမတာဝရလက်တွေ့နီရဲ့ရင်သွေးတော့ပြီပြီတက်တိသစာကြီးရှန်ဒူအနာရှူမြာခြေမုံမြင့်ချင်းမီမြန်ပညာနဲ့ဆွဲပြည့်စီကြီးရုံကြည်သည်ပါမတိ စတိတာကတိပြုသစ္စာတိဒီလူဘောတိစံသာပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် Hey!